ဇက်အနီး library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပြီးပြီးတနည်းအားဖြင့်ဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်အထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီလိုမျှဝေပေးတဲ့နေမှာနိုင်ငံဘာသာလူမျိုးဖွဲ့စည်းစားတဲ့ဥတီရွေးချယ်မျိုးမရှိဘဲသတင်းအနေနဲ့သာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒါကတော့လက်ရှိ Iran Israel ဘက်ကဆိုင်ရာသတင်းများ စုစည်းမှုဖြစ်ပါတယ် ယူရန်အစ္စရေးပြိပကဆိုင်ရာသတင်းများစုစည်းမှုပိုင်း19ဖြစ်ပါတယ်။ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာဒီမှာကတော့နှစ်ဖက်တိုက်ခိုက်မှုတွေနဲ့ပြောကြားချက်တွေပြီးသွားရင်တော့ဂျိုရုတပ်ပုံနဲ့အခြားအချက်လက်တွေကပြောတဲ့အီရန်နိုင်ငံအတွင်းထိခိုက်မှုတွေပြီးရင်တော့အီရန်ခေါင်းဆောင်ပေါ်ဥတီပြောဆိုမှုတွေခက်ဆက်စိတ်ထွက်ပေါ်လာမှုအခြေအနေတွေပြီးရင်အမေရိကန်လေယာဉ်တွေအရှေ့လယ်ပိုင်းကိုထပ်မံရောက်ရှိလာမှုနဲ့အီရန်နဲ့ပတ်သက်တဲ့ trend ရဲ့ဖြစ်နိုင်ွယ်အစီအမံတွေအဲဒီနောက်မှာတော့ဂျပန်နိုင်ငံကသူ့နိုင်ငံသားတွေအီရန်ကထွက်ခွာဖို့ကြင်ကြားတဲ့အကြောင်းအရာ ပြီးရင်အီရန်နဲ့ဟော်မုတ်ရေလက်ကြားဆိုင်ရာမဟာဗျူဟာနဲ့တက်ရောက်နိုင်တဲ့ကမ္ဘာလောင်စာဈေးကွက်အဲဒီနောက်မှာတော့အစ္စရေးနဲ့အီရန်အကြားနျူကလ িয়ার ဆောင်းအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာတွေနဲ့ပတ်သက်ပြီးငြင်းငြိမ်းနေပဲဆုရှင်တဲ့အဖွဲ့ရဲ့ကြေညာချက်နဲ့နောက်ဆုံးမှာကတော့ G7 စီဝေးရဲ့အစ္စရေးနဲ့အီရန်ပြည်ပခနောက်ဆုံးအခြေအနေတွေနဲ့ဆက်လင်းထုတ်ပြန်တဲ့ကြေညာချက်တွေကိုစူးစမ်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ကတော့နှစ်ဖက်တိုက်ခိုက်မှုတွေနဲ့ပြောကြားချက်တွေဖြစ်ပါတယ် ။အစ္စရေးရဲ့မောဇာထောင်လိုင်း၏အပါအဝင်ကာကွယ်ရေးအဓိကဇုံတစ်ခုကိုတက်ခိုက်နိုင်တာနဲ့ပတ်သက်လို့အီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ် IRGC ကသူတို့ရဲ့လေကြောင်းတဲ့အာဂါဒတပ်ဖွဲ့ဟာဂျွန်18ရဲ့အစောပိုင်းတုန်းကထိရောက်တဲ့ဆက်စင်ရေးတည်းဆင်နွှဲခဲ့ပြီးတော့အစ္စရေးရဲ့အလွန်စစ်မြင့်တဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကိုထိုးပေါက်နိုင်ခဲ့တယ်လို့အီရန်နိုင်ငံပိုင်မီဒီယာတွေကနေတစင်ဖော်ပြခဲ့ပါတယ်။တိုက်ခိုက်မှုတွေမှာအစ္စရေးစစ်တပ်ရဲ့ MN စစ်ဌာနချုပ်နဲ့ Moses အဖွဲ့ကလှုပ်ဆောင်တဲ့ လုံခြုံတိုက်ခိုက်မှုတွေကိုစီစဉ်ညွှန်ကြားရမှာအသုံးပြုတဲ့အဆောက်အဦးကိုအဓိကပြစ်မှတ်ထားလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ပါပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကတောက်ကြာနေတိုက်ခိုက်မှုမှာကြာဆုံးခဲ့ရတဲ့စစ်ဦးစီးချုပ်ဂိုလမ်အလီရာရှစ်ရဲ့နေရာကိုအစားတို့ခံထားခံရတဲ့အီရန်ရဲ့စစ်ဦးစီးချုပ်အသစ်ဗိုလ်ချုပ်ကြီးအလီရှက်မာနီရှင်းလင်းခံလိုက်ရပြီးတဲ့နောက်မှာအီရန်ရဲ့တုံ့ပြန်တိုက်ခိုက်မှုဖြစ်ပါတယ်။အလီရှက်မာနီဟာ စီနီယာအကြဆုံးဗိုလ်ချုပ်ဖြစ်တယ်လို့အီရန်အုပ်ဆောင်အရာတိုလာအလီခါမေနီရဲ့အနီးကပ်ဆုံးလူဖြစ်ပြီးတော့အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေကိုရောအီရန်ကြီးကြပ်ကိုပါကုတ်ကဲနေသူဖြစ်ပါတယ်လို့အစ္စရေးစစ်တပ်ဘက်ကတော့ပြောကြပါတယ်။သူဟာအစ္စရေးစစ်တပ်ရဲ့ဂျွန်လ18ရက်နေ့တိုက်ခိုက်မှုမှာရှင်းလင်းခံခဲ့ရတာဖြစ်ပါတယ်။အစ္စရေးစစ်ဖက်သတင်းရင်းမြစ်တစ်ခုကတော့အီရန်နျူကလ িয়ার နဲ့စစ်ပတ်ဆိုင်ရာအဆောက်အအုံတွေကိုတိုက်ခိုက်ဖို့အစီအစဉ်ဟာရတတပတ် တပတ်ဒါမှမဟုတ်နှစ်ပတ်အတွင်းအပြည့်တက်သွားမယ်လို့အင်ကန်နေဂျွန်လ18ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲ့လိုပြောခဲ့ပေမဲ့အစ္စရေးနိုင်ငံလုံခြုံရေးအကြံပေးတတ်ချီတဟနတ်ဘီကတော့ဖော်ဒိုးမှာရှိနေတဲ့အီရန်နျူကလ িয়ার ဆက်အုံကိုမဖျက်ဆီးနိုင်ပဲနဲ့အဲ့ဒီဆက်ဆင်ရေးပြီးဆုံးမှာမဟုတ်ဘူးလို့ဒေတာရင်းမီဒီယာတွေနဲ့တွေ့ဆုံမေးမြန်းခံတစ်ခုမှာပြောကြားခဲ့ပါတယ်။အဲ့တော့ဒီသတင်းကိုမနေ့ကသတင်းနဲ့ပြန်ဆက်ဆက်ရရင်တီဟီရန်ရဲ့တောင်ဘက်မိုင်60အကွာယူရေနီယံတန့်စင်တဲ့ ခွန်မြို့နဲ့နီးစပ်တဲ့တောင်တန်းဒေသမှာရှိပြီးတော့မြောက်မီတာ80လောက်မှာတိဆောက်ထားတဲ့ Fordo Nuclear Cell ကိုတိုက်ခိုက်နိုင်မှုအတွက်ကဘန်ကာခွင်းမုံကအစ္စရေးမှာရှိမနေပဲအမေရိကန်မှာသာရှိတယ်လို့သိထားရပါတယ်။မေဂန်လင်တင်တင်မောကလက်ရှိအချိန်မှာအရှေ့လေပိုင်းကိုလာနေတာဒီနဲ့ဆက်ဆက်စဉ်းစားမယ်ထင်ပါတယ်။ဒီအပိုင်းတွင်းမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအီရန်ကိုလက်နက်ချဖို့တိုက်တွန်းထားတာရှိပါတယ်။အီရန်နိုင်ငံထိတ်တန်းကောင်းဆောင်အေယတ်ဒိုလာအလီခမိန်နီကတော့ သူယုံကနေပြီးတော့တိုက်ပွဲစတင်ကြောင်းလူမှုမီဒီယာမှာဗိုလ်ထုနဲ့ဗိုလ်ထုနဲ့မနေ့ကမှတင်ခဲ့ပြီးတော့အစ္စရေးကိုခုခံတဲ့သူ့ရဲ့ရည်တည်ချက်ကိုအတည်ပြုခဲ့ပါတယ်။လက်နက်ချဖို့အီရန်ကိုဒေါ်နယ်ထရန့်ကသတိပေးခဲ့အပြီးမှာပဲအီရန်ထိတ်တန်းကောင်းဆောင်အယတ်တူလက်အလီခါမေနီကစစ်ပွဲစပြီလို့ကြေညာလိုက်တာဖြစ်ပါတယ်။အီရန်ဘာသာရေးကောင်းဆောင်ခါမေနီက X လူမှုကွန်ရက်မှာအီရန်နိုင်ငံဟာအစ္စရေးနဲ့ဘယ်တော့မှပေးယူလို့မှမဟုတ်ဘူးလို့တုံ့ပြန်ထားပြီးအစ္စရေးကိုတက်ညာနေမှာမဟုတ်ဘူးစစ်ပွဲစပြီလို့ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်လေးမှာပဲအီရန်ကအခုဒီသတိပေးတိုက်ခိုက်မှုတွေဒါပြုတ်လို့ရသေးပြီးတော့မကြခင်ကလဲစားချေပြစ်ဒဏ်တိုက်ခိုက်မှုတွေစတင်တော့မှဖြစ်လို့အစ္စရေးပြည်သူတွေအသက်မသေးလို့ရင်အစိုးရဂျုံနဲ့ကာကွယ်ရေးတပ်တွေအခြေစိုက်တဲ့တဲလဗင်နဲ့ဟိုင်ဖာကနေစွန့်ခွာဖို့အီရန်စေဦးစီးချုပ်တဲ့ဗိုလ်ချုပ်မော်ဆိုဗီကပြောထားခဲ့တာလည်းရှိပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဂျိုရူတပ်ပုံအနေနဲ့အခြားချက်လက်တွေကပြောတဲ့အီရန်နိုင်ငံအတွင်းထိခိုက်မှုအချို့ပါ တောက်ကြနေတိုက်ခိုက်မှုတွေအပြီးမှာနိုင်ငံတကာနည်းမျိုးစွမ်းအင်အေဂျင်စီ IAEA ရဲ့အကြီးကဲ Rafael Grossi ကအီရန်ရဲ့ Uranium တန့်စင်မှု60ရာခိုင်နှုန်း U235 အထိထုတ်လုပ်တဲ့ကနအူးလောင်စာတန့်စင်စက်ရုံရဲ့မြေပေါ်ကအပိုင်းဟာပျက်စီးခဲ့တယ်လို့ပြောထားပါတယ်။ Uranium 235ဟာနျူကလ িয়ার ဓာတ်ပစ်စက်ရုံတွေအတွက်ရောနျူကလ িয়ার လက်နက်တွေအတွက်ပါအရေးပါပါတယ်။စနေနေ့တော့ကတော့နိုင်ငံတကာနည်းမျိုးစွမ်းအင်အေဂျင်စီ IAEA ဟာ Isfahan မှာရေးပါတဲ့ အစာအုပ်လေးခုပျက်စီးခဲ့ပြီးအဲ့ထဲကယူရေနီယံပြောင်းလဲဆက်ရုံနဲ့နျူကလ িয়ার ဓာတ်ပေါင်းပုံမှာသုံးမဲ့လောင်စာရန်ကိုလောင်စာပြားအဖြစ်ပြောင်းလဲတဲ့ဆက်ရုံတို့ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ Embran Space ကနေရတဲ့ဓာတ်ပုံတွေနဲ့စမ်းစစ်ချက်တွေအရတော့အီရန်နိုင်ငံအနောက်မြောက်ပိုင်းက Tabriz မြို့အနီးဒုံးကျည်စကန်တစ်ခုလည်းတော်လေးပျက်စီးသွားခဲ့တာတွေ့ရပြီးပျက်စီးတဲ့နေရာတွေထဲမှာလက်နက်တူလောင်ရာနေရာဒုံးကျည်တင်းထားတဲ့နေရာတွေပါဝင်တာကိုတွေ့ရပါတယ်။ Maxer ကပေးပို့တဲ့ဂျိုလူဓာတ်ပုံတွေအရတော့အီရန်တော်လိုင်းအဆောင်တက် IRGC ရဲ့မြို့တော်ဒဟီလန်အနီးက Garda Petain တုံးကြီးစခန်းကအဆောက်အဦတစ်ခုလည်းတိတိတတ်တာပျက်စီးခဲ့ပြီးတော့အနောက်ဇာဘာဂျန်ပြည်နယ်ကပီရန်ရှာမြို့မှာရှိတဲ့ IRGC ရဲ့ရေစခန်းလည်းပျက်စီးမှုအချို့ရှိခဲ့တယ်လို့သိရပါတယ်။ Planet Labs ကထွက်လာတဲ့တပ်ပုံတွေအရတော့ Common Shah ကဒုံးကြီးစခန်းလို့ယူဆတဲ့နေရာတစ်ခုမှာအဆောက်အဦနှစ်ခုပျက်စီးသွားတဲ့မီးလောင်ရာလို့မြင်ကွင်းတွေကိုမထင်မရှားတွေ့ရပါတယ်။ကျွန်တော်တို့ သတင်းများမျှဝေတဲ့အချိန်မှာကျွန်တော်တို့ဖတ်မိသိရှိတဲ့သတင်းတွေကိုသာပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ဒီနေရာမှာအချို့သောအကြောင်းအရာတွေမှာကတော့မူရင်းအုံလုံးပြောဆိုတွေအတိုင်းမျှဝေမှသာပဂရိအခြေအနေကိုသိရှိနိုင်မှာဖြစ်ပါတယ်အခုကအီရန်ခေါင်းဆောင်ပေါ်ဥတီပြောဆိုမှုတွေခက်ဆစ်စိတ်ထွက်ပေါ်လာတဲ့သတင်းမှာအီရန်ခေါင်းဆောင်နဲ့ပတ်သက်လို့သူ့ကိုပြစ်မှတ်ထားတဲ့ပြောဆိုချက်တွေဟာဒီအပိုင်းမှာခက်ဆစ်စိတ်ထွက်ပေါ်လာနေတာကိုတွေ့ရပါတယ် ဂျွန်လ16ရက်နေ့မှာအမေရိကန်သတင်းဌာန ABC နဲ့ Minnes ABC News နဲ့ Minnes ရဲ့ interview မှာ Israel ခေါင်းဆောင်ကယူကလီးယားလက်နက်စုမှု Iran ကို Israel ရဲ့ပြင်းထန်စွာကြီးကျယ်တိုက်ခိုက်မှုတွေဟာတရားမျှတတယ်လို့ပြောကြားခဲ့ပြီးတော့ Khamenei ဟာခေတ်သစ် Hitler နဲ့အတူတူပဲဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် Iran လို့ရှိတာကထာဝရစစ်ပွဲဖြစ်ပါတယ်သူတို့က Israel ကိုယူကလီးယားစစ်ပွဲဖြစ်တော့မဲ့အနေထားရောက်ရှိစေတာပါ ်အမှန်ကတော့ Israel လုံနေတဲ့နေရာ Israel လုံနေတဲ့အရာကဒါကိုတားဆီးနေတာဖြစ်ပါတယ်ဒီကျူးကျော်မှုကိုအဆုံးသတ်အောင်လှုပ်ဆောင်နေတာဖြစ်ပါတယ်မိစ္ဆာအင်အားစုကိုမမတ်ရက်ပြီးရင်ဆိုင်တာသူတို့ပဲရှိပါတယ်ဆိုပြီး Israel ဝန်ကြီးချုပ်ကပြောကြားသွားခဲ့ပါတယ်တခါဂျွန်လ18ရက်နေ့မှာ Israel ကာကွယ်ရေးဝန်ကြီး Israel Guards က Israel စစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့ရဲ့တပ်မှုတွေပြုလုပ်တဲ့အစည်းအဝေးမှာ စစ်ရာဇဝမှုတွေဆက်လက်ကျူးလွန်ပြီးအစ္စရေးပြည်သူတွေကိုဒုံးကျည်တွေနဲ့ပစ်နေတဲ့အီရန်အာဏာရှင်ကိုသတိပေးကြပါတယ်။သူအနေနဲ့အစ္စရေးကိုစန့်ကျင်တဲ့အီရန်ရဲ့အိမ်နီးချင်းနိုင်ငံအီရတ်ကအာဏာရှင်ဦးကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုသတိရသင့်ပါတယ်ဆိုပြီးပြောကြားသွားခဲ့ပြန်ပါတယ်။အဲဒီဂျွန်လ18ရက်အစောပိုင်းမှာအမေရိကန်သမ္မတ Trump က အီရန်ဝေဟင်းကိုအလုံးစုံထိန်းချုပ်ထားပြီးဖြစ်တဲ့အမြင့်ဆုံးခေါင်းဆောင်ဆွေးနွေးသူဘမပုံနေတယ်ဆိုတာကိုတိကျသိတယ်။လွယ်ကူလည်းပြတ်မှတ်ပါဒါပေမဲ့ရှင်းလင်းမှုမပြုတ်လို့သေးပါဘူး။သူတို့တိခတ်နိုင်မှုကနည်းလာပြီးချွင်းချက်မရှိလက်နက်ကျအညံ့ခံဖို့စတာတွေကို သူ့ရဲ့ thread social media ကွန်ရက်မှာရေးသားခဲ့တာကိုတွေ့ရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုက American Legion ရဲ့အရှေ့လက်ပိုင်းကိုထပ်မံရောက်ရှိလာမှုနဲ့အီရန်နဲ့ပတ်သက်တဲ့ trend ရဖြစ်နိုင်မှုအစီအမံလေးပါ။ အမေရိကန်ကနေပြီးတော့ C135 နဲ့ KC46 ဝေဟင်စီဖြစ်နေနေရအရှိလေပိုင်းကိုရောက်ရှိနေပြီဖြစ်ပြီးတော့ဝေဟင်စီဖြစ်နေအစဉ်30ကျော်ဟာ Atlantic သမုဒ္ဒရာကိုကျော်ဖြတ်ပြီးအရှိလေပိုင်းကိုရောက်ရှိလာတာဖြစ်တယ်ဆိုပြီးတော့ Military Watch Magazine ကဂျွန်လ16ရက်နေ့မှာဖော်ပြရေးသားခဲ့ပါတယ်။အဲ့ဒီနေရအစ္စရေးလက်ထက်ကိုကူညီဖို့ဒါမှမဟုတ်အဲ့ဒီပြည်ပခါမှာ American ပါဝင်လာရင်သူတို့ရဲ့တိုက်လေနဲ့ဘုံရဲ့လေနဲ့အကူအညီရစေဖို့ဖြစ်တယ်ဆိုပြီးအဲ့ Magazine ကခံမှန်းရေးသားပါတယ်။ ်အရှိဖြစ်ပွားနေတဲ့ Israel Iran ပြည်ပခတ်မှာ American ကထောက်လိုင်းသတင်းဒီဂျိုဒူးကပြစ်မှတ်ရှာဖွေမှုချက်လက်တွေနဲ့ဒုံးကျည်ကာကွယ်စနစ်ကိုထောက်ပံ့ပေးပြီးအနောက်နိုင်ငံချုပ်ကစီပြစ်လေရင်က Israel ကိုကူညီပေးနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ American သမ္မတ Donald Trump ကသူ့အနေနဲ့ Iran နိုင်ငံကိုတိုက်ခိုက်ဖို့အစီအစဉ်တွေကိုအတည်ပြုခဲ့ပြီးပြီလို့သူ့ရဲ့လက်ထောက်တွေကိုပြောကြားခဲ့ကြောင်းနောက်ဆုံးအမိတ်မပေးခင်မှာအီရန်ဟာနျူကလ িয়ার စီစဉ်ကိုဆွတ်လွတ်မလားဆိုတာကိုစောင့်ကြည့်နေကြောင်းသိရတယ်ဆိုပြီးသူ့ရဲ့သတင်းရင်းမြစ်တွေအရ Wall Street Journal ကဆိုပါတယ်ဂျွန်လ16ရက်နေ့မှာတော့ Trump ကအီရန်နိုင်ငံရဲ့ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှုတစ်ရက်အတွက်စီစဉ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးသမ္မတ Trump ကဆွေးနွေးပွဲမှာအီရန်ရဲ့နျူကလ িয়ার စီစဉ်ပေါ်လေးသာဆွေးနွေးလိုပေမဲ့အီရန်နိုင်ငံရဲ့ဝန်ကြီးဌာနတာဝန်ရှိသူတွေကတော့အီရန်ကအစ္စရေးနဲ့အပြစ်ခတ်ရစရေးဆွေးနွေးဖို့အသင့်ချည်ရလို့ဆိုပါတယ်။ဒါပေမဲ့အစ္စရေးဘက်ကတိုက်ခိုက်မှုတွေအကုန်ရှက်ပေးရမယ်လို့ပြောကြားမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။ဂျွန်လ16ရက်နေ့မှာတော့အီရန်နိုင်ငံအကြီးအကဲကော်မတီက ထရန့်ရဲ့အကျွမ်းမဲ့လက်နက်ချဖို့တောင်းဆိုချက်ကိုညှင်းပယ်ခဲ့ပြီးအမေရိကန်အနေနဲ့အီရန်ကိုတိုက်မယ်ဆိုရင်အစားထိုးပြင်ဆင်လို့မရနိုင်တဲ့ဆုံးရှုံးမှုတွေတွေ့ကြုံရမယ်လို့ပြန်လည်သတိပေးခဲ့ကြောင်းသိရပါတယ်။အီရန်ပြည်သူတွေကတော့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မြို့တော်တီဟီရန်ကနေပြီးတော့ရင်းနှီးအနေနဲ့ထွက်ခွာနေတာကိုအဝေးပြေးလမ်းတွေပေါ်မှာတွေ့နေရတယ်ဆိုတဲ့သတင်းတွေလည်းတွေ့ရပါတယ်။ထရန့်အနေနဲ့အရှိလေပိုင်းမှာအတော်မတက်တဲ့စစ်ပွဲဒါမှမဟုတ်ဘလို့စစ်ပွဲမျိုးကိုမဆိုပါဝင်မှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကာလသူ့ရဲ့မက်ဆန်နာရှင်တွေကိုဂရီပေးခဲ့ဘူးတယ်လို့သိရပါတယ်။ဒါပေမဲ့သူ့ပါတီဖြစ်တဲ့ Republican Party ဝင်အများစုကတော့ Israel အစိုးရကိုထောက်ခံတာနောက်ပြီး Tehran မှာအုပ်စိုးသူပြောင်းလဲရေးစူးစမ်းခြင်းတံပြီးဆိုတဲ့အမြင်တွေကိုထောက်ခံနေကြတယ်လို့လည်းသိရပါတယ်။ကျွန်တော်တို့မျှဝေတဲ့သတင်းတွေကသတင်းအချက်လက်တွေကိုသာမျှဝေခြင်းဖြစ်ပြီးတော့ဒီသတင်းတွေနဲ့ပတ်သက်လို့ဆက်ဆက်တွေးခေါ်ဆုံးဖြတ်ဆင်ခြင်မှုအပိုင်းကတော့မိတ်ဆွေတို့ရဲ့လေ့လာမှုနဲ့အတွေ့အကြုံတွေကအဆုံးဖြတ်ပေးမှဖြစ်တဲ့အတွက်ကျွန်တော်တို့သတင်းအချက်လက်ကိုပဲမျှဝေခြင်းဖြစ်ပါတယ်ဗျ။ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဂျပန်ကလည်းသူ့နိုင်ငံသားတွေအီရန်ကထွက်ခွာဖို့ကြင်ညာတဲ့တဲ့မှာမနေ့ကမျောက်ဝေမှုထဲမှာတော့ရုရှားအမေရိကန်တရုတ်တို့ကသူတို့နိုင်ငံသားတွေအီရန်ကထွက်ခွာဖို့ပြောဆိုထုတ်ပြန်မှုတွေအကြောင်းပြောကြားခဲ့ပြီးအခုလည်းဂျပန်နိုင်ငံရဲ့ဝန်ကြီးဌာနကတကနေ၄အထိရှိတဲ့သတိပေးချက်အဆင့်ကိုအင်္ဂါနေ့မှာအဆင့်၃ကနေအမြင့်ဆုံးဖြစ်တဲ့အဆင့်၄အထိမြင့်တင်ခဲ့ပြီးတော့အဲ့ဒီမှာရှိနေတဲ့ဂျပန်နိုင်ငံသားတွေဘေးလွတ်ရန်ကိုရွှေ့ပြောင်းဖို့တိုက်တွန်းနေပါတယ်။အစောပိုင်းကတော့ တဟရန်အပါအဝင်အီရန်နိုင်ငံမှာရှိနေတဲ့နေရာအများစုအတွက်ခီးသွားလာမှုရှောင်ကျဉ်မှုအဆင့်သုံးသတိပေးချက်ကိုဝန်ကြီးဌာနကထုတ်ပြန်ထားခဲ့ပြီးနေဆက်ဒေတာအချို့ကအမြင့်ဆုံးကန့်သက်ထားခဲ့တာပါလက်ရှိအီရန်မှာဂျပန်နိုင်ငံသား300လောက်ရှိနေတယ်လို့သက်ဆိုင်ရာယာရှိတွေကပြောပါတယ်ဂျပန်နိုင်ငံခြားရေးဝန်ကြီးအီဝါယတကာရှိကကြောင့်အစိုးရဟာအီရန်နဲ့အစ်စရေးတို့မှာရှိနေတဲ့သူတွေကိုကယ်ထုတ်ဖို့နည်းလမ်းတွေကိုစီစဉ်ဆောင်ရွက်နေပြီး ။တတိယနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့စဉ်းစားနေတယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့ကြောင်းသိရပါဗျ။နောက်ထပ်အကြောင်းအရာတစ်ခုကတော့အီရန်နဲ့ဟော်မုတ်ရေလကြားဆိုင်ရာမဟာဗျူဟာနဲ့တက်ရောက်နိုင်တဲ့ကမ္ဘာလောင်စာဈေးကွက်ပါ။ဒီစပွဲမှာအီရန်ရဲ့ဗိုလ်ချုပ်ကြီးပြောထားတာတခုရှိပါတယ်အဲဒါကဟော်မုတ်ရေလက်ကြားကိုအီရန်ကပိတ်ပစ်ဖို့စဉ်းစားနိုင်နေဆိုတဲ့အချက်ပါဒါရဲ့ဖြစ်နိုင်ခြေတစ်ခုအနေနဲ့ကတော့အစ္စရေးရဲ့အစောပိုင်းလေကြောင်းတိုက်ခိုက်မှုမှာကြာဆုံးသွားတဲ့အီရန်အစ္စလာမစ်တော်လှန်ရေးအဆောင်တက်အကြီးကဲဗိုလ်မှူးချုပ် ဟူစိန်ဆလာမီကသူမတိဆုံးငယ်၂ရက်လုံးမှာဒီရေလက်ချားမှာတက်ဆွဲထားတဲ့ရေတက်ဖွဲ့စီကိုတွားခဲ့ပါသေးတယ်။ဒီရေလက်ချားကိုပိတ်ဖို့ဘာလို့စဉ်းစားလဲဆိုရင်ကမ္ဘာညင်တဲ့အားလုံးရဲ့ငါးပုံတကုံကဒီရေလက်ချားကနေဖြတ်တန်းတွားနေတာဖြစ်ပြီးတော့သူကအီရန်နဲ့အိုမန်ချားမှာရှိနေတာပါ။ရေလက်ချားရဲ့ဝင်လန်းထွက်လန်းအကျယ်ကြီးက90ကီလိုမီတာလောက်ကျယ်ပြီးအချင်းဆုံးနေရာမှာဆိုလို့ရှိရင်ကီလိုမီတာ40ပဲရှိပါတယ်။အဲဒီရေလက်ချားကနေပြီးတော့2023ပထမ6လအတွင်းမှာတနည်းကိုရေနံစီ ရေနံစိမ်းစီပေါင်း30လောက်ဖြတ်သန်းသွားတယ်လို့ခန့်မှန်းထားပြီးတော့ဒီနှုတ်ဟာတစ်နှစ်ကိုဒီရေလမ်းကြောင်းကနေပို့တဲ့ရေနံတန်ဖိုးဒေါ်လာ600ဘီလီယံနီးပါးနဲ့ညီမျှပါတယ်ဆိုရီယာရီးယားနိုင်ငံကဟော်မုတ်ရှိရဲ့လက်ကျန်ကနေရေနံစိမ်းတင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီးတော့တစ်နှစ်ကိုရေနံစိမ်းစီ6သန်းလောက်ဖြတ်သန်းနေတယ်လို့သိရပါတယ်ရေနံတင်ပို့မှုအများဆုံးနိုင်ငံတွေထဲမှာတရုတ်အိန္ဒိယဂျပန်တောင်ကိုရီးယားတို့လည်းပါဝင်နေပါတယ်ရေနံတင်ပို့မှုအများဆုံးနိုင်ငံတွေဆိုတာကအဲ့ဒီနိုင်ငံတွေကိုတင်သွင်းတာပါ တန်ကိုရီးယားဆိုရင်သူ့နိုင်ငံအတွက်ရင်းနဲ့တင်သွင်းမှု60ရာခိုင်နှုန်းကဟော်မုတ်ရေလက်ကြားကိုဖျက်လာတာလို့ဆိုပါတယ်။2022အတွင်းအာရှနိုင်ငံတွေအတွက်တင်သွင်းတဲ့ရေနံစိမ်းရဲ့တဘာဝတန်ကိုရေ82ရာခိုင်နှုန်းကဒီရေလက်ကြားကိုဖျက်တမ်းသွားတာလို့ခန့်မှန်းထားပြီးဥရောပတစ်ခုလုံးကရေနံတင်သွင်းမှုကတနေ့ကိုစီပေါင်းတန်းလောက်ရှိနေပါတယ်။အမေရိကန်ကတော့ဒီရေလက်ကြားကိုဖျက်ပြီးတနေ့ကိုရေနံစိမ်းရဲ့တဘာဝတန်ကိုရေစီပေါင်း9သိန်းတင်သွင်းနေတယ်လို့သိရပါတယ်။ ဒီရေလမ်းကြောင်းကိုပိတ်လိုက်တာနဲ့ကမ္ဘာလောင်စာလောကတစ်ခုလုံးမှာပြဿနာရှိသွားနိုင်ပါတယ်။ဒါဟာအီရန်ဖို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားသလိုစွမ်းအားမျိုးရှိစေတယ်လို့သုံးသပ်သူချို့ကဆိုပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအီရန်ကအဲ့ဒီလိုလှုပ်လာမယ်ဆိုရင်အမေရိကန်နဲ့သူ့မဟာမိတ်တွေကစည်ရင်းညီလမ်းသုံးပြီးရေချောင်းကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်လိုက်မယ်လို့ယုံကြည်နေကြသူတွေရှိပါတယ်။ဒီဆုံးသွားတဲ့ဗမှုချုပ်ဆယ်လာမီကသူတို့ရဲ့၃မိနစ်အတွင်းမှာ 10ကီလိုမီတာအထိသွားနိုင်ပြီးမဆိုင်နေတက်ဆင်ထားတဲ့အရေးတော်များစွာရှိတဲ့အမြန်မော်တော်ယာဉ်တွေဟာတိုက်သင်းမော်တွေကိုအနှင်းမြန်တက်ခိုက်နိုင်တဲ့အတွက်ခုခံကာဝေးတဲ့စစ်စင်ရေးမှနေရာချမယ်လို့ဆိုခဲ့ပါတယ်။ရင်းမြုံမိုင်းတွေကလည်းရေတဲ့စစ်ပွဲမှာအဆုံးပြအကြုံလက်နက်တွေကတခုလိုသူကပြောခဲ့ပါသေးတယ်။အီရန်မှာကအဲ့ဒီအမြန်သွားယာဉ်တွေမှာတင်းမော်ဖြတ်မဆိုင်နေတက်ဆင်နိုင်တယ်လို့ရေအောက်နှိမ့်နှိမ့်သွားတဲ့စီမီးရင်ကုန်တင်းမော်တွေတံပန်ပုံမှန်ရင်ကုန်တင်းမော်တွေလည်းရှိနေပါတယ်။ ဒီနေရာမှာတော့အီရန်အနေနဲ့ကသူ့တင်မောအကြီးတွေတုံးရင်တစ်ဖက်ကအလွယ်ကူချေမုန်းနိုင်ွယ်ရှိတာကြောင့်မလို့ဒုံးတက်အမြင်ရင်ငယ်တွေသာတုံးဖို့စဉ်းစားတာဖြစ်နိုင်ကြီးရှိပါတယ်ဒီရေလက်ကြားကနေဖြတ်သွားတယ်တလောက်ကို3000လောက်ရှိနေတဲ့တင်မော်တွေကိုရေမြုပ်ပုံးနဲ့ဒီအမြန်ရေနဲ့သုံးပြီးဟန်တားဖို့စီစဉ်တာလို့သုံးသပ်ကြပါတယ်။ဒီလိုအခြေအနေတွေကမကြာခဏဖြစ်တက်လေရှိတာကြောင့်မလို့ Hormos ရေလက်ကြားလမ်းကြောင်းကိုအစားထိုးတဲ့နီးလန်းတွေကိုနိုင်ငံချုပ်ကစတင်လုပ်ကင်ချုပ်ကစီစဉ်နေကြတယ်ဆိုပေမဲ့အခုထိ နိုင်ငံအသီးသီးရဲ့အဲ့ဒီလှုပ်ဆောင်မှုအမျိုးမျိုးကနေစုစုပေါင်းရင်းနှံစီ၃တက်တဝ၅တန်းသာတည်ယူနိုင်မယ်လို့အမေရိကန်စွမ်းအင်သတင်းအချက်လက်ဌာန US Energy Information Administration EIA ကခန့်မှန်းထားပြီးတော့ဒီပမာဏဟာရေလကြာကနေဖြတ်တည်တဲ့ရေနံပမာဏစုစုပေါင်းရဲ့15ရာခိုင်နှုန်းနီးပါးခန့်သာရှိသေးတာဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Israel နဲ့ Iran ကြားနျူကလ িয়ার ဆောင်းအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ပတ်သက်ပြီးငြင်းငြင်းနေပဲဆုရှင်တဲ့အဖွဲ့ရဲ့ကြေညာချက်ပါ။ အစ္စရေးနဲ့အီရန်ကြားဖြစ်ပွားနေတဲ့ပြည်ပခန့်မှာနျူကလ িয়ার အဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာတွေနဲ့ပတ်သက်ပြီးငင်းငယ်နေဝဲစုကိုမနစ်က ရရှိခဲ့တဲ့ဂျပန်လူမျိုးနီဟွန်ဟီဒန်ဂရိုကဟီရိုရှိမားနဲ့နာဂါဆကီရဲ့အဖြစ်ဆိုးတွေကိုကဘာကမေ့သွားပြီလားဆိုတဲ့ခေါင်းစဉ်နဲ့အင်္ဂါနေ့မှာကြီးညာချက်တည်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီကြီးညာချက်မှာနျူကလ িয়ার အဆောက်အအုံတွေကိုတိုက်ခိုက်မှုကိုလုံးဝလက်မခံနိုင်ဘူးလို့အလေးထားဖော်ပြထားပြီးတော့ ။ Israel နဲ့ Iran ကြားတင်းမာလာနေတဲ့ပြည်ပခါအတွက်ပြင်းထန်တဲ့ဒေါသနဲ့စိုးရိမ်ပူပန်မှုကိုခံစားရရုံမှတပါမရှိပါဘူးလို့ဖော်ပြထားတယ်လို့သိရပါတယ်။ Hiroshima နဲ့ Nagasaki မှာအမှုပြုံကျဲချရာကနေတက်ရှင်ကျန်ရစ်သူတွေကိုကိုစားပြုတဲ့သူတို့ရဲ့အဖွဲ့အစည်းကဒီနှစ်ဟာဂျပန်ကမြို့မြို့ကိုနှုတ်ပြဘုံကျဲခံရတာနှစ်80ပြည့်တဲ့နှစ်ဖြစ်ပြီးအသက်ရှင်ကျန်တဲ့သူတွေကသူတို့ရဲ့ကိုယ်ပိုင်တွေ့ကြုံတွေကတစ်ဆင့်လူသားမျိုးနွယ်ကိုအကျက်အတဲကကယ်တင်ရေးဂရိကိုပြုထားကြောင်း သူတို့တွေခံစားခဲ့ရတယ်လို့မျိုးဘယ်သူမှမခံစားရစေသေးကြစေဖို့နျူကလ িয়ার လက်နက်တွေကိုဖယ်ရှားရှင်းလင်းရေးကဘာကိုဒစိုက်မမတ်တောင်းဆိုနေကြောင်းတိုက်ခိုက်မှုတွေကိုစော့စီစွာအသုံးအဆုံးတက်ဖို့မြစ်တာရက်ခံကြောင်းကြီးညာချက်မှာထည့်သွင်းဖော်ပြခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။ G7 စီးဝေးရဲ့ Israel နဲ့ Iran ပြည်ပကနောက်ဆုံးအခြေအနေနဲ့ဆက်လျင်းနဲ့ထုတ်ပြန်ကြေညာချက်တွေပါ။ကနေဒါနိုင်ငံ Calgary မြို့နဲ့ ကီလိုမီတာ100ခန့်အကွာမှာရှိတဲ့ကနနာစကစ်ယွာမှာဂျွန်16ရက်က G7 ထိပ်သီးအစည်းအဝေးကျင်းပပြီးစီးခဲ့ပါတယ်။အဲဒီထိပ်သီးအစည်းအဝေးကဂျွန်16ရက်ညပိုင်းမှာအစ္စရေးနဲ့အီရန်ပြည်ပခနောက်ဆုံးအခြေအနေနဲ့ဆက်လင်းပြီးတော့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲဒီထုတ်ပြန်တဲ့ကြေညာချက်မှာအစ္စရေးနဲ့အီရန်ပြည်ပခဖြည့်ဆင်းခြင်းနဲ့ဂါဇာကမ်းမြောင်ဒေသအပါအဝင်အရှေ့လယ်ပိုင်းဒေသတင်းမာမှုအခြေအနေတွေအချိန်ညော့လာစေဖို့တိုက်တွန်းခဲ့တယ်လို့တစ်ချိန်တည်းမှာပဲ G7 အဖွဲ့အနေနဲ့တပြေးချင်းညှိနှိုင်းပြီးစွန့်စည်းကွက်တည်ငြိမ်မှုကိုထိန်းသိမ်းသွားမှာဖြစ်ကြောင်းအလေးပေးပြောကြားခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့သတင်းတွေကိုမျှဝေတဲ့နေရာမှာအတက်နိုင်ဆုံးသတင်းနဲ့လိုက်လျောညီတွေရှိတဲ့ပုံဗီဒီယိုစာတွေကိုထည့်သွင်းခြင်းပြင်မယ်လေအာကန့်သတ်မှုအချို့ကရှိနေပါတယ်အဲ့ဒီအပြင်မှာမှာအချို့သတင်းတွေဆိုလို့ရှိရင်ကျွန်တော်တို့အာ အထူးကားတော့ကျွန်တော်တို့မီဒီယာကြီးတွေမှာ ရေးသွင်းထားခြင်းမရှိတဲ့သတင်းတွေကိုအချို့ကျွန်တော်တို့မီဒီယာအငယ်တွေမှာရေးတဲ့သတင်းတွေဆိုလို့ရှိရင်ဒီကအချို့အကြောင်းအရာတွေဆိုလက်မခံတာမျိုးရှိနေပါတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မျှဝေခြင်းတလို့မျှဝေခွင့်မရတတ်တာမျိုးတွေရှိပါတယ်။အချို့ပြောနေတဲ့သတင်းတွေကျွန်တော်တို့လည်းဖတ်မိတာမျိုးရှိပါတယ်။ဒါပေမဲ့အဲ့လိုသတင်းတွေကကျွန်တော်တို့တင်လို့မရတဲ့သတင်းအချို့တွေလည်းရှိနေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အခုဒီရတဲ့လောက်ကိုပဲကျွန်တော်တို့ စ조사မျှဝေပေးနေခြင်းဖြစ်ပါတယ်အခုတော့ချုပ်ပြောသလိုပဲ Telegram မှာဟိုလုပ်ဖို့အတွက်ကတော့လက်လုံးမှာကျွန်တော်တို့အတွက်အာလုံနိုင်ဆိုတော့မရှိသေးတဲ့အတွက်နောက်အစီအပြေတော့လဲကျွန်တော်တို့အစီအစဉ်ပါမယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေမှုကတော့ဒီမျှပဲဖြစ်ပါတယ်ဗျအခုလို့ကျွန်တော်တို့မျှဝေပေးနေမှုတွေကိုနားဆင်ပြနေတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျ